ဘကူတိုင်းဒေသကြီးအနောက်ပြည်မြို့လေးမှာရှိတယ်ပေါ့နော်အာလေးစုတက်ပြောရွှေစံတော်စေတော်မြတ်ကြီးရှိပါတယ်ဖြစ်ပါတယ်ဒီစေတော်စေတော်မြတ်ကြီးကဒီပြည်မြို့ပေါ့နော်စံတော်ရက်မှာရှိတာပေါ့နော်စံတော်ရက်မှာရှိပါတယ်ဒါပြည်မြို့ကိုလဲလာတယ်ဆိုရင်တော့ပြည်မြို့ကိုကျောင်းတမျိုးမျိုးကြောင့်ရောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ဒီရှီဆန်တော်ဇေတော်မြတ်ကြီးကဒါအာမဖြစ်မနေဖူရမယ်အဲဖရားပေါ့နော်ဒါပြည်မျိုးရဲ့မြို့လေကောင်မှရှိတာပေါ့နော်ဒီရှီဆန်တော်ဘုရားကြီးရှိရရှိမှလည်းအာနိုင်စင်လည်းရှိရပေါ့နော်အဲ့တော့ပြည်မျိုးလေးကိုဒါရောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ရှီဆန်တော်ဘုရားကြီးဇေတော်မြတ်ကြီးကိုလည်းအာရောက် ပြည်မြုလေးစုတပ်ပေါ်ရှေ့ဆန်းစီတို့ဖြစ်ခြင်းတို့နဲ့ဒီနေ့ရေဝဲမှာတော့တကုံမြင်နေရတာကတော့ရှေ့ဆန်းစီရဲ့မြင့်ကြီးပေါ်တက်တဲ့သုံးမဲ့ညောက်ဖက်မှာတက်လီကပေါ့နော်တက်လီကပေါ့နော်ဟိုးကမြတ်မြတ်လေးမြင်ရတဲ့စေတီတော်ကတော့ရွှေဘုံသာစေတီတော်မြတ်ကြီးဖြစ်ပါတယ်ပြည်တစ်ပတ်ကမှာမနော် နဝရီတရားကိုကူပြီးတော့တောင်မြုံနယ်ထဲမှာရှိရပါတော့။ဟိုတောင်တန်းဆင်းဆင်းလေးတွေပေါ့။အိုးကတောင်တန်းဆင်းဆင်းလေးရှိမှာတော့ဒါဖိုးဦးတောင်ဈေးတော်မြကြီးလည်းအဲရှိရပါတော့။အာပြီးတော့အဲ့မှာနွာလာဥဒ္ဓပါတောင်လည်းရှိတယ်။အဲ့တော့ရှင်စံတော်ဈေးတော်မြကြီးကိုအမောမြင်ရတယ်။ပြီးမြို့ရဲ့ဒါရှုခင်းပါတော့။ စားတဲ့စီရောမြေကြီးရဲ့ဒီမြောက်ဘက်မုတ်ကန်နေပေါ့နော်ဒီဘက်ဒါနေလှမ်းမြင်ရတဲ့ရှုခင်းတွေပါနော်တကယ်ပြည်မျိုးကြီးအရန်လှပါတယ်ပေါ့နော်အာအရန်လည်းလှတယ်အရန်လည်းပါရတယ်ပေါ့နော်ပြည်မျိုးမာတာပြည်မှာဆိုရင်တော့ဒီကဒေတာထွက်ကုန်ပြီပေါ့ နော်ဘုရားဘောနေစင်ဒီမျိုးကြီးဟောမြင်ရပါတော့နော်ဒီမျိုးကြီးဟိုဒီမျိုးကြီးကနောက်မှာတော့ဟိုမှာအရာဝင်မြကြီးရှိတယ်ဟောနော်အရာဝင်မြကြီးလေရှိတယ်ဗောနော် ရန်ကုန်ကနေကားနဲ့လာတယ်ဆိုရင်တော့9နိုင်6နိုင်တောက်ပဲပြည်မျိုးကအဲလောက်ပဲဝေးတယ်ပေါ့နော်။အော်ပြီးတော့ပြည်မျိုးကဒီခေတ္တရမျိုးဟောင်းရှိမယ်။တို့တပေါင်းမင်းကြီးတဲ့ရဲ့ဖရာတွေရှိမယ်။အာပြီးတော့အကောက်တောင်ကလည်းပြည်ရနေတော့မယ်ဆိုရင်ကားနဲ့တော့မယ်ဆိုရင်အဲတနိုင်ဝဲလောက်ပဲမောင်းတယ်ပေါ့နော်ထုံမှုမျိုးပေါ့။ပြီးတော့ ဒီဘက်ကမှဆိုရင်ရွှေပုံသားငွေပုံသားရှိမယ်အဲပြီးတော့ဖိုးဦးတောင်လေးကြောင့်မြန်ကြီးရှိမယ်ပြီးရင်နွားလာဦးသွားတောင်လေးရှိမယ်အခြားခြားတဲ့စိတ်ဝင်စားစရာနေရာတွေလည်းအများကြီးရှိတယ်ပေါ့နော်အဲတော့ဖြီးထွက်မယ်ဆိုရင်ပေါ့လေအပန်းဖြစ်သွားမြန်မယ်ဆိုရင်တော့ဒီမျိုးကလေးကိုလည်းဒါရောက်အောင်ပါကြောင်ရောက်အောင်ပါလက်ကြောင်တိုက်တော့ကြံပြပါတယ်